မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 22ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပြင်းဦးလွယ်မြို့နယ်မှာမနေ့ညပိုင်းကနေစတင်ပြီးတော့ဒီကနေ့မနက်ပိုင်းအထိကိုစစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်တမ်းတွေနဲ့တမျိုးလုံးတုံခါနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ည7:00နာရီကျော်အချိန်ကစတင်ပြီးတော့ပြင်းဦးလွယ်မှာရှိတဲ့တမတော်နီးပညာတက္ကသိုလ် DSTA ဝင်းအတွင်းထဲကတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်က၎င်းညောင်ကုန်းကျွာ ဘုံကြီးကျောင်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကလည်းကောင်းတရက်ကုန်းချေးရွာဘက်ကိုလက်နက်ကြီးတွေနဲ့အဆက်မပြတ်ပစ်ခတ်လျက်ရှိတယ်လို့သိရပါတယ်။လက်နက်ကြီးပစ်ခတ်တန်းနေကြောင်းပြင်ဦးလွင်တမျိုးလုံးဟာတုံခမြီဟီးလျက်ရှိတယ်လို့သိရပါတယ်။ပြစ်နေတာကတော့မနေ့ညပိုင်းကလေးကဒီမနက်တော့လက်နက်ကြီးပစ်တာတွေကပို့ပြီးတော့အကျဉ်းကြီးများလာတယ်။ဒီမနက်9နာရီကျော်လောက်မှာတောင်းဟုံးနဲ့ကိုပစ်တာညောင်ကုန်းဘက်ကနေလည်းပစ်တယ်။ DSTA တွေကနေလည်းပစ်တယ်။သူတို့ဥတီပစ်နေတာကတရက်ကုန်းချေးရွာဘက်ကိုဥတီပြီးတော့ပစ်နေတာ။လက်နက်ကြီးတစ်ခါပြင်အိမ်တွေတောင်တုံတယ် ဒီမနက်ခင်းနဲ့အိမ်တုံသာ15ချိန်လောက်ရှိနေပြီလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်စစ်ကောင်စီတပ်ကဥတီပြီးတော့ပြစ်ခတ်နေတယ်တရကုန်းကျေးရွာဟာပြင်းဦးလယ်မြို့နယ်နဲ့နောင်ချုံမြို့နယ်အဆက်မှာတည်ရှိပြီးတော့အေပီလ15ရက်နေ့ကတရကုန်းကျေးရွာစစ်ကောင်စီရဲ့စခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီဘက်က22ဦးတေဆုံးပြီးတော့လက်နက်ခဲရန်အများအပြားကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်တရကုန်းကျေးရွာတိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကစစ်ကူလာတဲ့စစ်ကူစစ်ကြောင်းနှစ်ကြောင်းကိုလည်းထပ်မံပြီးတော့ပိတ်ဆို့တိုက်ခဲ့ရာထိခိုက်ဒေဆုံးမှုများစွာနဲ့ စစ်ကောင်စီကစုတ်ခွာသွားခဲ့ရတယ်လို့မန္တလေး PDF ကသတင်းထုတ်ပြန်ထားပါတယ်။တော်လိုင်းတပ်များတိုက်ခိုက်သိမ်းပိုက်ထားတယ်။တရကုန်းကျေးရွာတပ်စခန်းဟာပြင်ဦးလွင်နဲ့အလွန်နီးကပ်နေပြီးတော့အချိန်မရွေးပြင်ဦးလွင်ဘက်ကိုတော်လိုင်းတပ်များဝင်ရောက်လာနိုင်တာကိုစစ်ကောင်စီကစိုးရိမ်တဲ့အတွက် DSA DSTA အပဝင်စစ်ကောင်စီတပ်များအတွက်မှခုခံစစ်များပြင်ဆင်နေပြီဖြစ်ကြောင်းကိုပြင်ဦးလွင်တပ်သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။လက်နက်ခဲယမ်းဖြည့်တင်းတာတွေပြင်ဦးလွင်မြို့ခုခံကာကွယ်ရေးနဲ့စစ်စင်ရေးအဖွဲ့တွေတိုးချဲ့ဖွဲ့စည်းပြီး အတိုက်ခံရရင်ဘလို့တုံ့ပြန်မယ်ဆိုတာမျိုးတွေလုပ်နေကြပြီဘန်ကာဂရုချင်းတွေကိုလည်းထပ်ပြီးတော့တိုးချဲ့နေပြီလို့ပြင်းလွင်ရဲ့စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြောက်ပိုင်းမြို့နယ်မှာမြမပြည်သူများကိုဘုံကျဲပြစ်ခတ်နေတဲ့မြမစစ်ကောင်စီလေရင်များထိုင်းလေပိုင်နက်ကိုကျူးကျော်မှုမရှိစေရန်ထိုင်းလေတက်က24နာရီစောင့်ကြည့်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကညပိုင်းကနေစပြီးတော့ဒီကနေ့မနက်ပိုင်းအထိကိုမြောက်ပိုင်းမြို့နယ်မှာ ဘုံကျဲနေတဲ့မြန်မာစစ်ကောင်စီလေယာဉ်များထိုင်းလေပိုင်နက်ကိုကျူးကျော်မှုမရှိစေရဲ့အတွက်ရေဒါတွေကနေတဆင့်24နာရီမပြတ်စုံစမ်းထောက်လန်းနေတယ်လို့သိရပါတယ်။ဒီကနေ့ထိုင်းစံတော်ချိန်မနက်9နာရီ30မိနစ်အချိန်မှာထိုင်းတော်ဝင်လေတပ်ရဲ့ F16 တိုက်လေယာဉ်နှစ်စီးကင်းလက်ပြန်တမ်းမှာဖြစ်တယ်လို့သိရပါတယ်။ပြန်တမ်းမှုကိုကြိုတင်သတင်းထုတ်ပြန်ရခြင်းမှာထိုင်းပြည်သူတွေကြားမှာသိရှိထားစေရန်ဖြစ်ပြီးတော့နားလည်မှုလွဲမလာတာမှဖြစ်ပေါ်စေရန်အတွက်ဖြစ်ကြောင်းထိုင်းသတင်းမီဒီယာတွေကသတင်းဖော်ပြနေကြပါတယ်။ဒါ့အပြင်မြေပြင်မှာလည်း ထိုင်းစစ်တပ်ကလုံခြုံရေးတွေတိုးမြင့်ထားပြီးတော့24နေ့ညမပြတ်ထိုင်းမြန်မာနယ်စပ်တောင်ရင်မြစ်ကမ်းတလျှောက်မှာကင်းလဲ့လျက်ရှိတယ်လို့သိရပါဗျ။မြန်မာဘက်ကပဋိပက္ခတိုက်ပွဲများထိုင်းမျိုးဘော်ကိုမရောက်ရှိစေရေးအတွက်လုံခြုံရေးတွေဆောင်ရွက်နေတယ်လို့သိရပါဗျ။မြန်မာဘက်ကနေကူးလာတဲ့စစ်ဘေးရှောင်ပြည်သူတွေကိုလည်းထိုင်းစစ်တပ်နဲ့အာဏာပိုင်များကကူညီလျက်ရှိကြောင်းကိုထိုင်းသတင်းမီဒီယာတွေကရေးသားဖော်ပြနေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ ကရင်ပြည်နယ်မြောက်ရီမြို့နယ်မှာစစ်ကောင်စီလေရင်များကမြို့နယ်အလွန်နီးကပ်တဲ့နေရာများအထိကိုဘုံကျဲမှုတွေပြုတ်လုလာတဲ့အတွက်ပြည်သူတွေအားလုံးဟာမြို့ကိုစွန့်ခွာထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ AB လ22ရက်နေ့မနက်6:50မိနစ်အချိန်ကစစ်ကောင်စီရဲ့တိုက်လေရင်တွေကမြောက်ရီမြို့နယ်အလွန်နီးကပ်တဲ့နေရာတွေအထိကိုဘုံကျဲချလာတယ်လို့သိရပါတယ်မနေ့ကညပိုင်းကနေပြီးတော့ဒီနေ့မနက်အစောပိုင်းအထိကိုအမှတ်နှစ်ချစ်ကြည်ဒရာအနီးမှာသာဘုံကျဲခဲ့တော့လေဒီကနေ့မနက်ပိုင်းမှာတော့ကုံသွယ်ရေးဇုံနဲ့ ်သင်ငန်းကြီးနောင်ဘက်တွေကိုပါအလွန်နီးကပ်စွာဘုံကျဲချနေတယ်လို့သိရပါတယ်မြောက်တွေမြို့ရဲ့ပြည်သူတွေဟာတောင်ရဲမြက်ကမ်းဘေးမှာရှိနေကြတယ်လို့သိရပါတယ်ဒီမနက်6:50မိနစ်ကစပြီးတော့မြောက်တွေမြို့ကိုနီးကပ်နေတဲ့နေရာတွေအထိကိုစစ်ကောင်စီကတိုက်လေရင်နဲ့ဘုံလာကျဲနေတယ်ပောက်ကွဲတံတွေကြားနေရတာကကုံသွဲရေးစုံနဲ့သင်ငန်းကြီးနောင်ဘက်ကကြားနေရတယ်စစ်လေရင်တွေလည်း7မိနစ်တခါလို့ဘုံကျဲနေသေးပါမြောက်ရီမျိုးရဲ့လူဦးရေ၃ပုံ၂ပုံကတော့တောင်ရင်းမြင့်နဲ့မဲဆောက်ကမ်းဘက်ကိုပြေးနေကြရတယ် ပြေးလို့မရဘဲနဲ့ပိတ်မိနေတဲ့သူတွေလည်းအများကြီးပဲလို့မြောက်ရီမြို့မှာလက်ရှိအချိန်ထိတရင်တုံးနေတဲ့ဆရာတော်တစ်ပါးကမိန်ကြားထားပါတယ်လက်ရှိမှာအမှတ်တက်ထိုင်းမြန်မာချစ်ကြည်ရေးတရားမြောက်ရီဘက်အချမ်းမှာပြည်သူများစွာပိတ်မိနေတယ်လို့သိရပါတယ်မြောက်ရီကနေမဲဆောက်ဘက်ကိုကူးမရဖြစ်နေပြီးတော့တောင်ရင်းမြစ်ကမ်းဘေးမှာလည်းပြည်သူတွေအများကြီးရှိနေတယ်လို့သိရပါတယ်မြောက်ရီဘက်ကနေမဲဆောက်ဘက်အကူးကိုတွားလို့မရတော့ဘူးထိုင်းဘက်အချမ်းကဖွင့်ထားတယ်မြန်မာဘက်ကကူးလို့မရတာမဲဆောက်ကနေမြောက်ရီဘက်ကိုကူးကြည့်ရင်တော့ထိုင်းဘက်ကလှုပ်ပေးတယ် အခြေအနေကတော့တော်တော်ကိုစိုးရိမ်နေရပြီအမတ်တဲ့တရားကကူးလို့မရတော့မြောက်ရီဘက်မှာကူးဖို့စောင့်နေတဲ့ပြည်သူတွေအများကြီးပိတ်မိနေတယ်လို့ဒေသခံပြည်သူတူကရှင်းပြထားပါတယ်ဒါအပြင်မြောက်ရီဘက်အချမ်းတောင်ရင်မြစ်ကန်းအမတ်ဆက်နဲ့ဂိတ်မှာပြည်သူများစွာစစ်ဘေးရှောင်ဖို့အတွက်ပိတ်မိနေကြတယ်လို့သိရပါတယ်ထိုင်းဘက်ကလည်းမြောက်ရီအမတ်ဆက်နဲ့ဂိတ်ကစစ်ဘေးရှောင်ပြည်သူတွေကိုကမ်းကူးခွင့်မပြုဘူးလို့သိရပါတယ်အမတ်ဆက်နဲ့ဂိတ်မှာဒဏ်ရာရရှိထားတဲ့ပြည်သူတွေများစွာလည်းရှိနေတယ်လို့သိရပါတယ် တောင်ရင်မြစ်စက်နဲ့ဂိတ်မှာပြည်သူတွေအများကြီးပဲပိတ်မိနေတာထိုင်းဘက်ကလည်းပေးမကူ BGF တွေကလည်းလက်နက်တွေနဲ့စောင့်နေကြတာဒဏ်ရာရထားတဲ့ပြည်သူတွေလည်းအများကြီးပဲကုညီကယ်ဆယ်ရေးဓမ္မတွေအကူအညီပေးဖို့အတွက်မြစ်တာရက်ခံပါတယ်ပြည်သူတွေစက်နဲ့ဂိတ်မှာအရန်ကိုဒုက္ခရောက်နေကြပါတယ်လို့စစ်ဘေးရှောင်ပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေနေကြားဖြတ်ပြီးအကူအညီတောင်းနေတာလေးကတော့ update ဖြစ်နေတဲ့သတင်းတွေကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel အသစ်ကလေးကို like and subscribe လုပ်ပေးခဲ့ကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာအတင်းအဓမ္မစေခိုင်းတတ်တဲ့အာနာရှင်စနစ်ကိုယုံမုံတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အတွက်အစဉ်ပြေမှ subscribe လုပ်ပေးခဲ့ကြပါအတင်းမတောင်းဆိုပါဘူးအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြောက်ပိုင်းမြို့မှာစစ်ဘေးရှောင်လာတဲ့ကားတစ်စီးပစ်ခတ်ခံရပြီးတော့အဲ့ဒီကားပေါ်မှာပါလာတဲ့မိန်းကလေးငယ်နှစ်ဦးသေဆုံးတာမိဘနှစ်ဦးဒဏ်ရာရခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ20ရက်နေ့မနက်ပိုင်းကအမှတ်နဲ့ချစ်ကြီးဒရာအနီမှာတိုက်ပွဲတွေအလွန်ပြင်းထန်နေတဲ့အချိန်ပြည်သူတွေကစစ်ဘေးရှောင်ဖို့အတွက်ထွက်လာခဲ့ကြတယ်လို့သိရပါတယ်။အဲ့ဒီအချိန်မှာစစ်ဘေးရှောင်ကားတစ်စီးဟာအရှိန်နဲ့မောင်းထွက်လာတယ်လို့သိရပါတယ်။အဲ့ဒီကားကိုပြစ်ခတ်ကြတဲ့အတွက်ကားပေါ်မှာပါလာတဲ့အမျိုးသမီးငယ်2ဦးသေဆုံးပြီးမိဘ2ဦးလည်းဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အမှတ်နဲ့ဒရာမှာတိုက်ပွဲတွေပြင်းထန်နေတော့စစ်ဘေးရှောင်ဖို့ဦးကျော်စွာတို့မိသားစုကကားနဲ့အတင်းမောင်းထွက်လာတာအဲ့ဒီမှာအပြစ်ခံရတာပြစ်တာကတော့ဘယ်အဖွဲ့ကပြစ်တာလဲတော့မသိဘူး။ အဲ့ဒီဘက်မှာကစစ်တပ်နဲ့အသက်ကုန်ပြစ်နေတဲ့အချိန်ဖြစ်သွားတာတေဆုံးတာကဥကျော်စွာရဲ့ချွေးမနဲ့တမင်းအငဲဆုံးလေးဆုံးတယ်ဥကျော်စွာနဲ့သူ့ရဲ့မိန်းမကတော့ဒံရရလို့မဲဆောက်ဆေးရုံမှာတင်ထားရတယ်ကလေးမလေးနှစ်ဦးကတော့ကားပေါ်မှာပွေချင်းပြီးပဲအမတ်နဲ့တရားနာမှာပြစ်ခတ်ခံရပြီးတော့တေဆုံးတဲ့ပြည်သူတွေအလောင်းတချို့လည်းရှိနေတယ်တွားကောက်လို့လည်းမရဘူးလို့မြောက်ရီမျိုးကပြည်သူတူကပြောပြထားပါတယ်စစ်ကောင်စီကမနေ့ကတညာလုံးကနေပြီးတော့ဒီကနေ့မနက်ပိုင်းအထိကိုတိုက်လေရင်များ Y12 လေရင်များနဲ့ဘုံတွေကျဲချနေရ ပြည်သူများထိခိုက်သေးဆုံးမှုတွေများပြားလျက်ရှိတယ်လို့သိရပါဗျ။ပြည်သူတွေလေရင်နဲ့ဘုံကျဲတော့ထိခိုက်သေးဆုံးတာတွေရှိတယ်။ဘုံကျဲတဲ့အထဲကိုလည်းဝင်မရတော့ဘလောက်သေးတယ်လဲတော့မသိရသေးဘူး။အမှတ်ငားထဲမှာဆိုမီးလောင်နေတဲ့အိမ်နေနဲ့သေဆုံးနေတဲ့အလောင်းတချို့ရှိတယ်လို့ကြားတယ်။ဘသူမှမသွားရဲသေးဘူးလို့စစ်ဘေးရှောင်ပြည်သူတို့ကရှင်းပြထားပါဗျ။ဒီကနေ့မှအမှတ်၁ချစ်ကြည်ရေးတရားမှာမြောက်ရီကနေမဲဆောက်ကိုကူးလို့မရတော့တဲ့အတွက်ကြောင့်မြောက်ရီဘက်အချမ်းမှာပြည်သူများပိတ်မိနေပြီးတော့တောင်ရင်းမြစ်ကမ်းဘေးမှာလည်း ပြည်သူတွေယာနဲ့ချီပြီးပိတ်မိနေကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းပုတ်ကိုပိုင်အုတ်ချုပ်ခွင့်ရဒေသစီဆိုင်မြို့နယ်နောင်ချောကျေးရွာအတွင်းကိုအကြမ်းဖက်စစ်ကောင်စီကလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ19ရက်နေ့ကစီဆိုင်မြို့နယ်နောင်ချောကျေးရွာကိုအကြမ်းဖက်စစ်ကောင်စီကလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်လျက်ရှိရာအများပြည်သူတွေတွာလာနေတဲ့လမ်းမများပေါ်နဲ့ တောင်ယာများအတွင်ကိုကြားရောက်ပောက်ကွဲမှုတွေရှိခဲ့ပြီးတော့ပြည်သူတွေဟာထိတ်လန့်ကြောက်ရွံ့စွာနဲ့နေထိုင်နေရတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီဟာပို့ဒေတာကိုလက်နက်ကြီးများလေရင်များနဲ့ပစ်ခတ်တိုက်ခိုက်ကာနေစဉ်နဲ့အမျှဖျက်ဆီးလျက်ရှိပြီးတော့ကလင်းငယ်များအပါအဝင်ဒေတာနေပြည်သူများထိခိုက်သေးဆုံးမှုတွေရှိနေတယ်လို့သိရပါတယ်။ဒါ့အပြင်ပို့လူမျိုးတို့ရဲ့အထွတ်အမြတ်ထားတဲ့ဘာသာရေးအဆောက်အဦများလည်းပျက်စီးဆုံးရှုံးမှုတွေရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်း၊နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။